ာသာမီမင်းတို့အားလုံးပဲမင်္ဂလာပါရှင်စတိုရီဘောက်မှာကြိုဆိုလိုက်ပါရနော်ဒီနေ့မှာတော့တီတီစုကသာသာမီမင်းတို့အတွက်မိတ်ဆွေလေးဦးဆိုတဲ့ပုံမြင်လေးကိုပြပြပေးသွားမှာပါရှင်ဟိုးရှိရှိတုန်းကမြို့ကြီးပြကြီးများနဲ့ဝေးကွာတဲ့နေရာတစ်ခုမှာ တောအုပ်ကြီးတစ်ခုရှိတဲ့အဲ့ဒီတောအုပ်ကြီးထဲမှာတိရိစ္ဆာန်တွေ ကြီးငှက်တွေဟာငင်းငင်းကြမ်းကြမ်းနဲ့အတူတကွာနေထိုင်ကြပါဗျာ အဲ့ဒီတောအုပ်ကြီးမှာတဦးနဲ့တဦးမခွဲပဲဓာတွဲတွေအတူတကာတွာလာနေထိုင်ကြတဲ့မိတ်ဆွေလေးဦးလည်းရှိနေကြပါတဲ့သူတို့တွေကတော့တမင်လိတ်ကြီးငှက်နဲ့ကြွတ်တူပါပဲဒီစင်ညာတိုင်းမှာမိတ်ဆွေလေးဦးဟာထိုနေ့တနေ့တာရဲ့အဖြစ်ပြက်တွေကိုအပြန်အလှန်ပြောဆိုဆွေးနွေးကြလေးရှိပါတယ်။သူတို့ကြုံတွေ့ရတဲ့အတွေ့အကြုံအကောင်းဆိုးတွေကိုတအူးချင်းပြောပြကြပြီး အသည့်အမြင်တွေကိုမျှဝေကြပါတယ်။ ါပေမဲ့ဒီနေ့မှာတော့တမင်မာလေးဟာအလွန်ကြောက်ရွံ့တုန်လှုပ်နေပါဗါမုတ်ဆိုးတွေဟာနေရာအနှံ့မှာထောင်ချောက်တွေထောင်နေကြတယ်။ငါတို့ကိုအဲ့ဒီထောင်ချောက်တွေကနေလွတ်မြောက်လာအောင်လုပ်ပေးနိုင်မယ့်အရာများရှိပါသလားလို့တမင်လေးကမေးပါတယ်။အေးရှိပါတယ်ကွာလို့ကြီးကပြန်ပြောလိုက်ပါတယ်။ငါတို့ရဲ့မိတ်ဆွေကြွက်ကတည်နေတာပဲကွာ။ကြီးဟာသူမြင်တွေ့ခဲ့ရသမျှကို မိတ်ဆွေအားလုံးကို စတင်ပြောပြပါတော့တယ်။တနေ့ကပေါ့ အန်ဩစရာအကောင်းဆုံးဖြစ်ပျက်တစ်ခုကိုမြင်လိုက်ရတယ်။ဂျိုးငတ်တအုပ်ဟာမုတ်ဆိုးထောင်တဲ့ပိုင်းကုန်တဲကို ရောက်သွားခဲ့တယ်။သူတို့ရဲ့အတောင်ပံတွေကသွေးယူသွေးတဲ့နဲ့တဖြက်ဖြက်ခတ်လို့ပေါ့။အဲဒီနောက်ရုတ်တရက်ဂျိုးငတ်တွေအားလုံးဟာအတူတကွစုစည်းပြီးသူတို့ရဲ့နှုတ်သီးတွေနဲ့ပိုက်ကုန်ကိုမာပြီးမိုးကောင်းကင်ထဲကို ပြန်တန်းချပါတော့တယ်။သူတို့ဘယ်ကိုသွားခဲ့ကြသလဲသိလား။ ူတို့တွေငါတို့ရဲ့မိษွေကျက်စီကိုဓာတ်ရိုက်ပြန်တန်းခဲ့ကြတာပေါ့ကျက်ဟာသူ့ရဲ့ခြွန်ထက်တဲ့သွားတွေနဲ့ပိုက်ကွန်ကိုဒစစီပြစ်အောင်ကိုက်ဖြတ်လိုက်ပါတယ်နောက်ဆုံးတော့အချောက်နောင်ကနေလွတ်မြောက်သွားကြတဲ့ဂျုံငတ်တွေဟာ အဝေးကိုပြန်တန်းထွက်ခွာသွားကြတော့တာပေါ့သူတို့ကငါတို့ရဲ့မိษွေကိုအလွန်ကျေးဇူးတင်ခဲ့ကြပါတယ်ကြည်ကံပြောပြတဲ့ဇလန်းပြီးဆုံးသွားတဲ့အခါတမင်မာလေးကရေရှာအောင်မယ်ဆိုပြီးထွက်သွားပါတယ် အဲ့ဒီချိန်မှာပဲကြံမိတ်ဆွေသုံးဟာတော်တဲ့ကတတိတိပုတွေခြုံနယ်ပင်တွေတည့်ရွက်တွေကိုအေးအေးဆေးဆေးစားတောက်နေကြပါတော့တယ်။သူတို့ဟာညနေတဲ့အထိစကားတွေပြောဆိုကြရင်မိတ်ဆွေသမီးလေးပြန်အလာကိုစောင့်မျှော်နေကြပါတယ်။ဒါပေမဲ့သမီးလေးကတော့လုံးဝပြန်မရောက်လာတော့ပါဘူး။မိတ်ဆွေတွေဟာစိုးရိမ်ပူပန်လာခဲ့ပါတယ်။ ြီးငှက်လေးကနေရအနှံ့ပြန်တမ်းပြီးတမင်မာလေးကိုရှာဖွေသလိုကြံမိတ်ဆွေတွေကလည်းအော်ဟစ်ကခေါ်နေကြပါဗျ။တစ်ပင်တွေမရှိတဲ့ကွင်းပြင်ငယ်လေးတနေရာကို ရောက်တော့ကြီးငှက်လေးဟာပိုက်ခွန်တစ်ခုထဲခြေထောက်တွေညံ့နေတဲ့မိတ်ဆွေတမင်မာလေးကိုတွေ့လိုက်ရပါတော့တယ်။မစိုးရိမ်ပါနဲ့ကြီးငှက်လေးကတမင်မာလေးကိုတီတီငိငိနဲ့ပဲ ပြောလိုက်ပါတယ်။ငါတို့တစ်ခုခုကိုစဉ်းစားကြတာပေါ့။ ကြီးငှက်လေးဟာသူ့မိဆွေတွေစီကိုအ мян ပြန်လာခဲ့ပါတယ်။လက်ကအကြံတစ်ခုရလာတာပေါ့။ကြွက်ရီကြီးကရဲ့ကြောကုန်းပေါ်မြ мян ခုန်တက်လိုက်ပါ။သူတို့တွေဟာတမင်မာလေးကိုကဲတင်ဖို့ပြန်တန်းထွက်ခွာလာကြပါတယ်။ကျက်ကလည်းအချိန်မပြုံးတော့ပဲတမင်မာလေးကိုတုံ့နှောင်ထားတဲ့ပိုက်ကွန်နီယာအနှံ့ကိုသူ့ရဲ့သွားတွေနဲ့ကိုက်ဖြတ်လိုက်ပါတော့တယ်။ ထိုအခိုက်တက်မှာပဲတမင်မာလေးအပေါ်စိုးရိမ်နေတဲ့လေဟာအဲ့ဒီနေရာကို ရောက်လာပါတော့တယ်မင်းဘာဖြစ်လို့ဒီကို ရောက်လာရတာလဲမုတ်ဆိုးပြန်လာရင် ထွက်ပြေးလို့လွတ်မှာမဟုတ်တော့ဘူးလို့တမင်မာလေးကခယုနာစိမ့်နဲ့ပြောဆိုလိုက်ပါတယ်တမင်မာလေးပြောသလိုပါပဲမုတ်ဆိုးဟာတကယ်ပဲပြန်ရောက်လာခဲ့ပါတယ်မုတ်ဆိုးရဲ့ခြေတံတွေကို ကြားလိုက်ရတဲ့အခါသူတို့အားလုံးဟာထွက်ပြေးကြပါတော့တယ် ဒါပေမဲ့ခလေးတို့သိထားသလိုပဲလက်ကအလွန်နှေးကွေးတဲ့တိရစ္ဆာန်လေမုံဆိုးလက်ကဘယ်ပြေးလို့လွတ်ပါမလဲမုံဆိုးကသူ့ကိုအตาကလေးဖမ်းခေါ်ပြီးဒုတ်တချောင်းမှာကျိုးနဲ့ချီနှောင်ထားလိုက်ပါတယ်။အိုးငါကြောင့်တနာစရာလိတ်တော့ဒုက္ခရောက်ရှာပြီလို့တမင်မာလေးကပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာတမင်မာလေးဟာကြွက်ရဲ့အကူညီကြောင့်သူ့ကိုချီနှောင်ထားတဲ့ပိုက်ကွန်ကနေလွတ်မြောက်နေပါပြီ။ ဒါကိုမုံဆိုးကတတိမပြုမိခဲ့ပါဘူး။ရုတ်တရက်တမင်မာလေးဟာထခုံပြီးဒေါ်လန်အနီးကရေကန်လေးစီကို ပြေးသွားပါတော့တယ်။ပြီးတော့သူ့ကိုယ်ကိုလှည့်ချလိုက်ပါတယ်။တမင်မာလေးမလုံမရှက်လဲနေချိန်မှာကြီးငှက်လေးကရောက်လာပြီးတမင်မာလေးကိုနှုတ်သီးနဲ့ထိုးစိတ်ပါတော့တယ်။မုံဆိုးဟာတမင်မာလေးတည်သွားလို့ကြီးငှက်ကရောက်လာပြီးနှုတ်သီးနဲ့ထိုးစိတ်နေတာဖြစ်တယ်လို့ထင်သွားပါဗျ ဒါကြောင့်သူကဖမ်းထားတဲ့လိတ်ကိုပြစ်ချလိုက်ပြီးတမင်မာလေးစီသွားတဲ့အချိန်မှာပဲကြွက်ကရောက်လာပြီးလိတ်ကိုချီထားတဲ့ကြိုးတွေကိုလင်းလင်းမြန်မြန်နဲ့ကိုက်ဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့လိတ်ဟာလွတ်မြောက်သွားပါတော့တယ်။တေးချင်းရောင်ဆောင်နေတဲ့တမင်မာလေးဟာမုတ်ဆိုးကြီးအနာကိုရောက်မလာခင်မှာပဲလှဲနေရကထပြီးပြေးပါတော့တယ်။အဲ့ဒီအချိန်မှာပဲလိတ်ကလည်းအနီးကရေကန်လေးကိုရှော့ကနေဆင်းသွားပါတော့တယ်။ ။တမင်မာလေးကိုနှုတ်သီးနဲ့ထိုးစီဟန်ဆောင်နေတဲ့ကြီးငှက်လေးကလည်းအဝေးကို ပြန်တန်းထွက်ခွာသွားပါတော့တယ်။ထူးခြားတဲ့အဖြစ်ပြက်နဲ့ကြုံတွေ့လိုက်ရတဲ့မုံဆိုးဟာကြောက်စိတ်နဲ့တုံ့လို့ခြောက်ချသွားခဲ့ပါတယ်။သူကတတိဆန်တကောင်တည်ဆုံးပြီးမှဒီလိုမျိုးအသက်ပြန်ရှင်လာတာမျိုးကိုတကြိမ်တခါမှ တွေ့မြင်မှုချင်းမရှိခဲ့ပါဘူးပြီးတော့လေဒုတိယချောင်းမှာကျိုးနဲ့ချီနောင်ချင်းခံထားရတဲ့လက်ကလည်း ူအလိုလိုလွတ်မြောက်သွားတာကို တွေ့မြင်လိုက်ရတော့တော၆တဲလို့တွေးမိပြီးတော်တဲ့ကနေဝေးရကိုအတက်လူပြေးပါတော့တယ်။တမင်းလိတ်ကြီးငတ်နဲ့ကြွတ်တို့မိတ်ဆွေလေးဦးဟာမုံဆိုးကြီးရဲ့အန်နီရဲကနေလွတ်မြောက်သွားကြပြီးပျော်ပျော်ရွှင်ရွှင်နဲ့သူတို့နေထိုင်ရာအရက်စီကို ပြန်လာခဲ့ကြပါတယ်။ သူတို့ဟာအနေရတစ်ခုခုနဲ့ကြုံတွေ့လာခဲ့ရင်ဘလို့ဖြည့်ရှင်းရမလဲဆိုတဲ့အတွေ့အကြုံသင်ခန်းစာကိုလည်းရရှိသွားခဲ့ကြပါတယ်။ဒီလိုနဲ့မိษွေလေးဦးဟာ အမဲထာဝရပျော်ပျော်ရွှင်ရွှင်နေထိုင်သွားခဲ့ကြပါတော့တယ်။ကဲပုံမြင်လေးကတော့ဒါပါပဲကွယ်။ဒီပုံမြင်ကနေခလေးတို့ဘာကို သင်ခန်းစာယူနိုင်တယ်လဲဆိုရင်မိษွေအပေါင်းအသင်းရှိခြင်းဟာ အသက်ရှင်နေထိုင်စဉ်မှာအရေးကြီးတဲ့အရာတစ်ခုဖြစ်ပြီးမိ쇠တယောက်ယောက်အခက်အခဲတွေ့ဒုက္ခရောက်နေချိန်မှာမိမိတည်နာလေကျွမ်းကျင်တာကိုကောင်းကောင်းအသုံးချပြီးအတူတူရင်ဆိုင်ကုညီဖြစ်ရှင်းပေးမယ်ဆိုရင်အခက်အခဲဒုက္ခတွေ့နေတဲ့မိ쇠ရဲ့ပြဿနာကပြေလည်သွားနိုင်မှာဖြစ်တယ်လို့မိ쇠တွေရဲ့ယဉ်ဤခင်မင်မှုကလည်းရခင်ကထက်ပိုတိုးကငြိမ်းချမ်းပျော်ရွှင်တဲ့ဘဝကိုရမှာဖြစ်တယ်လို့သင်ငန်းစာယူနိုင်ပါတယ်ကွယ် နောက်နေ့တွေမှာလည်းတသမမီတို့အတွက်ပုံမြင်လေးတွေအမြဲတင်ပေးသွားမှာမို့ဒီဒီစုရဲ့ Storybook for Baby TikTok Channel လေးကိုလည်း follow လုပ်ပြီး YouTube Channel ကခေါင်းလောင်းလေးလည်းနှိပ်ထားပေးကြပါဦးနော်။